မန္တလေးတိုင်းမှာရွေးကောက်ပွဲအနိုင်မဲရလက်အနေနဲ့မြို့နယ်လေးခုမှာကြံ့ခိုင်ရေးပါတီကအနိုင်ရပြီးကြံ့မြို့နယ်တွေကို NLD ပါတီကဥဆောင်နေတယ်လို့ UEC ရဲ့နိုဝင်ဘာလ10ရက်မနက်ပိုင်းအထိရလက်တွေမှာဖော်ပြထားပါတယ်ဒီသတင်းကိုတာယာကတင်ဆက်ပေးထားပါတယ်ရှင် နိုဝင်ဘာ၈ရက်နေ့မှာပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ပွဲကော်မရှင်ကဒီနေ့မနက်ပိုင်းအထိထုတ်ပြန်ချက်အရမန်လီတိုင်းဒေသကြီးအတွင်းမြို့နယ်အများစုမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကမဲအနိုင်နဲ့ဥဆောင်နေပါတယ်။မိတီလာ၊ရှမဲသိန်း၊ပျော်ဝဲတာစီမြို့နယ်တွေကပြည်သူ့လွတ်တော်နဲ့တိုင်းဒေသကြီးအတွက်ပြည်အောင်စုကြက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကအနိုင်ရရှိတယ်လို့ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားပါတယ်။ မိထီလာခရိုင်မိထီလာမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အတွက်မန္တလေးတိုင်းနယ်လုံဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီးရွေးကောက်ပွဲအတွက်အငြင်းစားယူခဲ့တဲ့ဦးအောင်ကျော်မိုးကတန်ခိုင်ရေးပါတီကနေမဲပါ48360ရရှိခဲ့ပါတယ်။မန္တလေးခရိုင်အတွင်းမြို့နယ်ခုနှစ်မြို့နယ်မှာမန္တလေးမြို့တော်ဝန်ဝင်ရောက်ရှင်ပြိုင်နဲ့မဟာအောင်မြေမြို့နယ်မှာဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးစာနီအောင်ကနေမဲပါ 39531မဲရရှိပြီးအနိုင်ရရှိသွားတာဖြစ်ပါတယ်။ပြည်ဦးနှင်ခရိုင်မှာတိုင်းဒေသကြီးလှုပ်တော်ကိုယ်စားလှယ်အပြည့်ဝင်ရောက်ရှင်ပြိုင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်ကမဲရလက်ပေါင်း22810မဲရရှိပြီး NLD ပါတီကဒေါက်တာခင်မောင်ထေးကိုရှုံးနိမ့်နေတယ်လို့ NLD ရုံးချုပ်ကကြေညာထားပါတယ်ရှင်။ကျမကတာယာပါရှင်။